ဒီနေ့နိုဝင်ဘာ6ရက်နေ့ဒရပ် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။စကိုင်းတိုင်းအရတော်မြို့ပေါ်အမှတ်နဲ့အကြောင်းမှာတက်ဆွဲရတဲ့စစ်တပ်စခန်းကိုဒေါ်လာရေးအဖွဲ့တွေဝင်ရောက်စီးနှင်းတက်ခခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ9ရက်မနက်2နာရီဝန်းကျင်မှာအရတော်မြို့မြောက်ဘက်အစွန်မှာရှိတဲ့အမှတ်နဲ့အကြောင်းမှာတက်ဆွဲရတဲ့စစ်တပ်ကိုဒေါ်လာရေးအဖွဲ့တွေကဝင်ရောက်စီးနှင်းတက်ခခဲ့ရမှာတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ဝန်းကျင်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ခွာထွက်ပြေးသွားတယ်လို့အရတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လူလက်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးနိုဝင်ဘာလ6ရက်နေ့ဒီနေ့မှာစစ်ကောင်စီရဲ့ခလာရ49တိုင်ရင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စစ်ရေးတရင်မြက်ကပြောပါတယ်။ကချင်ဒေသအလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတရင်မြက်တို့ကဝိုင်းမော်ဘက်မှာတိုက်ပွဲရင်နေပေမဲ့ မော်မြို့တိုက်ပွဲဒီနေ့ပြင်းထန်နေတယ်လို့ဆိုပါတယ်ရှင်။မန္တလေးတိုင်းတောင်တာမြို့အဝင်စစ်စရိတ်ဂိတ်၃ဂိတ်ကိုတပြိုင်တည်းဝင်ရောက်ဆင်းနေတဲ့ခါရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထပ်မံတိုက်ဆုံးခဲ့ကြောင်းငင်းချက်ခရိုင်အမှတ်၃တရင်ရဲ့တာဝန်ရှိသူကပြောပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာတစောင်းမုံလာပြည်ညကလူငယ်တွေစုပြီးကာလသာဟင်ချက်စားဖို့ကြက်ခိုးတဲ့အထက်ကလူငယ်တယောက်ကိုပြည်သူ့ရှေ့ဆောင်ပါတီ PPP အမတ်လောင်းဆိုင်းရွှေထင်းနဲ့တားဖြစ်သူတို့ကရိုက်နိုင်ခဲ့တာကြောင့် တေဆုံးသွားခဲ့တယ်လို့သိရပါတယ်ရှင်။